ဘုရားခရီးလမ်းမှာခမရတို့ကိုရုတ်တရက်ဝင်ရောက်နှောက်ယှက်တဲ့သူတွေအကြောင်းမဲ့ဝေဖန်တိုက်ခတ်တဲ့သူတွေကြုံဘူးကြမှာပါဒီလိုအချိန်မျိုးမှာတင်ပါလို့လဲပြန်တုံပြန်လာဒါမှမဟုတ်တခြားနီလန်းတွေရှာကြည့်လာဟုတ်ကဲ့ဒီမီခွင်းရဲ့အယိုးအရှင်းဆုံးအဖြေကတော့ဒီနေ့ပြောပြပေးသွားမယ်တိတ်ငက်နဲ့ကြီးကန်းပုံမြင်လေးမှရှိပါတယ်ဒီပုံမြင်လေးကိုဥပမာထားပြီးတော့ကိုယ့်ရဲ့ဘဝမှာကိုအောင်မြင်တာမမြင်ချင်လို့ကိုကိုလာပြီးနှောက်ယှက်တဲ့သူတွေရှိခဲ့ရင်ကိုက ဘလို့တုံ့ပြန်မလဲဘာလို့တင့်လဲဆိုတဲ့အချက်၅ချက်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်တာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ဗီဒီယိုလေးမစခင်ဗီဒီယိုလေးကို like လုပ်ပေးပြီး channel လေးကိုလည်း subscribe လုပ်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ဒါဆိုပုံမြင်လေးကနေစကြရအောင်ကောင်းငင်ကြီးပေါ်မှာတိတ်ငက်ကြီးဟာငြိမ်းချမ်းစွာပြန်တန်းနေတယ်ရုတ်တရက်ကြီးကန်းတကောင်ကသူ့စီကိုအယူမူလိုက်ပြီးတိုက်ခိုက်လာတယ်ကြီးကန်းရဲ့နှုတ်သီးကတိတ်ငက်ရဲ့ ကိုခန္ဓာကိုထိမှန်သမျှနာကျင်ပေမဲ့တင်းငယ်ကြီးကဘာမှမတုတ်ပြန်ဘူးသူဟာသူ့ရဲ့ကြီးမားတဲ့အတောင်ပံကိုဖြန့်လိုက်တယ်ပြီးတော့လေစည်းချောင်းကိုအားပြုပြီးပုံမျက်နဲ့ဇီကို ထိုးတက်ပြန်တန်းသွားတယ်အောက်မှာဆက်တိုက်ခိုက်နေတဲ့ကြီးကန်းလဲမရမက လိုက်တယ်ဒါပေမဲ့မြင့်တက်တက်မြင့်လာတဲ့အခါလေပါတော့အောက်ဆီဂျင်နဲလာတယ်ကြီးကန်းရဲ့ခန္ဓာကိုယ်ဟာအဲ့ဒီအမြင့်ကိုမခံနိုင်တော့နောက်ဆုံးမှာအားပြက်ကြပြီးတင်းငယ်ကို မနှောက်ရှက်နိုင်တော့ပါဘူး တိတ်ငက်ကြီးကတော့ကောင်းငင်ကြီးပေါ်မှာငြိမ်းချမ်းစွာဆက်ပြန့်တန်းနေတော့တယ်ဟုတ်ကဲ့ဒီဇယ်လန်းလေးမှာတော့ကျွန်တော်တို့ဘဝအတွက်အရန်တန်ဖို့ရှိတဲ့ဘဝသင်ခန်းစာ၅ချက်ရှိပါတယ်နံပါတ်၁ကြီးကန်းနိုင်တဲ့ရံမဖြစ်ပါနဲ့ဘဝမှာကိုယ့်ကိုအကြောင်းမဲ့ဝေဖန်တိုက်ခိုက်နောက်ရက်လာသူတွေရှိတတ်ပါတယ်သူတို့ဟာကိုယ့်ရဲ့အာယုံကိုလွဲပြီးခုခရီးကနေဆွဲချခြင်းကြတယ်အဲ့ဒီလူတွေနဲ့အချိန်ပြုံးပြီးပြန်တိုက်ခိုက်မိရင်ကိုဟာကိုယ့်ရဲ့အရန်တန်ဖို့ရှိတဲ့အချိန် စွမ်းအားတွေကိုကြီးကန်းစီအလာဟတပေးနေမိသလိုဖြစ်သွားတာမို့ကြီးကန်းတိုင်းနဲ့ရံမဖြစ်ပါနဲ့နမနဲ့အမြင့်ကိုပြင်မှတ်ထားပါသိငတ်လို့စိတ်တက်ထားပါသူကအောက်ကစူညံတန်တွေကိုလုံးဝဂယူမဆိုင်ပါဘူးသူရဲ့တခုတည်းတော့ပန်းနိုင်ကအမြင့်ကြီးကိုရောက်အောင်ပြန်တန်းဖို့ပဲကိုလဲကိုယ့်ရင်မှန်းချက်စီကိုအမြဲတက်နေပါအောင်မြင်မှုစီရှေ့ဆက်နေပါကိုဟာပုံမြင့်မာတဲ့နေရာကိုရောက်နေတဲ့အခါအောက်ကစူညံတန်တွေ နှောက်ရှက်မှုတွေကိုယ့်ကိုမထိခိုက်နိုင်တော့ပါဘူး။လက်မှတ်၃နှောက်ရှက်တဲ့သူတွေဟာသူ့အတူတုတ်ကြသွားလိမ့်မယ်ဆိုတာမှတ်ထားပါ။ကိုကမတုံ့ပြန်ဘူး။ကိုယ့်လမ်းကြောင်းအတိုင်းဆက်သွားနေမယ်ဆိုရင်ကိုယ့်ကိုထိခိုက်နေတဲ့သူတွေဟာကိုလောက်ခံနိုင်မရှိကြတော့နောက်ဆုံးမှသူတို့ဟာသူတို့အားနည်းချက်တွေသူတို့ရဲ့စိတ်ဆိုးခြင်းတွေသူတို့ရဲ့မနာလိုမှုတွေကြောင့်သူ့ဟာသူပြုတ်ကျသွားကြမှာဖြစ်ပါတယ်။နံပါတ်၄တိတ်ငက်လို့ခွန်အားယူပါ။ ောက်ဝင်းကျင်းမှာကြီးကန်းတွေအများကြီးရှိနိုင်တယ်။ဒါပေမဲ့သတိထားရမှာကတိတ်ငတ်လို့အမြင့်ပြန်နိုင်တဲ့အရေအချင်းကို့မှာရှိရလားဆိုတာပါပဲ။ကို့ကိုယ်ကိုမြင့်တယ်မှာဘဟုတုတ္တယူပါ။စွန့်ရီတိုးတက်အောင်လုပ်ပါ။ဒါမှသာပဲကြီးကန်းကမှကိုယ့်ရဲ့ခရီးကိုလာပြီးနှောက်ရှက်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်တစုံတစ်ယောက်ကကို့ကိုမြေပြင်ပေါ်ဆွဲချခြင်းလာတဲ့အခါသူ့ကိုပြန်ဆွဲချဖို့မကြိုးစားပါနဲ့။သူတဲ့ပုံမြင့်တဲ့နေရာကိုရောက်အောင်ပြန်တန်းလိုက်ပါ။ ဒီဗီဒီယိုလေးကိုကြည့်ပြီးခမားတို့ရဲ့စိတ်ထဲမှာဘာတွေခံစားမိလဲလက်ရှိဘဝမှာလည်းခမားကိုနှောက်ယှက်နေတဲ့ကြီးကန်းတွေရှိနေလားဒါမှမဟုတ်ခမားကိုယ်တိုင်ကတိတ်ငဲ့ကြီးတကောင်လို့စိတ်ရှိရှိနဲ့မြင့်မာတဲ့ပန်းနိုင်စီဥတည်နေပြီလားကွန်မန့်မှာခမားတို့ရဲ့အတွေ့အကြုံလေးတွေကိုမျှဝေပေးပြီးဒီဗီဒီယိုလေးကိုလည်းသင်ရဲ့တငယ်ချင်းတွေအချစ်ရဆုံးမိစေရီစီကို share လုပ်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဘာလို့လဲဆိုတော့ဒီသင်ခန်းစာလေးကလူတိုင်းအတွက်အကျိုးရှိမယ်လို့ကျွန်တော်ယုံကြည်လို့ပါ နောက်ဆုံးတစ်ခုပြောချင်တာကတော့ခမည်းတော်ရဲ့အတောင်ပံတွေကခမည်းထင်ထားတာတဲ့ပိုမြင့်ပိုဝေးတဲ့နေရာကိုပြန်တန်းနိုင်လွင့်ရှိပါတယ်။အောက်ခအစုညာန်တွေကိုဂယုမဆိုင်ပါနဲ့တော့ကိုရဲ့စွမ်းအားကိုစုစည်းပြီးကိုမျောမှန်းထားတဲ့အမြင့်ဆုံးစီကိုပြန်တန်းဖို့ကြိုးစားလိုက်ပါ။အားလုံးပဲတိတ်ငက်လို့မြင့်မြင့်မာမာလွတ်လွတ်လပ်လပ်ငြိမ်ငြိမ်ချမ်းချမ်းပြန်တန်းနိုင်ကြပါစေ။ဆက်လက်ပြီးလဲပညာဘဟုတုတ္တနဲ့စိတ်ဓာတ်ခွန်အမြင့်တင်ပေးစေတဲ့ဗီဒီယိုများကြည့်ရှုဖို့အတွက် ဗီဒီယိုလေးကို like လုပ်ပေးပြီး channel လေးကိုလည်း subscribe လုပ်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ဒီနေ့အတွက်တော့ဒီလောက်ပါပဲမင်္ဂလာပါ